ျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုအားပေးနေကြတော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အလဲထိုင်22မျိုးပေါ့နော်ဒီမှာပြပေးထားတာဆိုရင်အလဲထိုင်2မျိုးဖြစ်ပါတယ်ဒီ6တော်များ6ကနေစပြီးတော့ပြပေးထားရှင်းဖြစ်ပါတယ်ပေါ့နော်သူရဲ့ရှေ့မှာလည်းခြားပေးထားတဲ့ဘီလည်းရှိသေးတယ်ပေါ့နော်ဒါကမှကျွန်တော်နောက်ထပ်22နံပါတ်3အလဲထိုင်ကနန်းသေးလုံးယူတဲ့နေ့ကိုလည်းထည့်ပေးသွားအောင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့မှာ963 689 229 388ဘောနော်ဒီဒီဘက်မှာတော့တနီနှမျိုးက nation league အလေထိန်ဆိုပြီးယာနေတာဖြစ်ပါတယ်ဘောနော်တင်ရှားတနီရဘောနော်တနီနံပါတ်1နိအဒီနဘေးမှာကျွန်တော်ကနောက်ထပ်အနေနဲ့တနီနံပါတ်3ကိုထပ်ပြီးထည့်ပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျာတနီနံပါတ်3ကိုလည်းကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြည့်မယ်ဘောနော်ဒီနဘေးမှာရှင်းပြလိုက်မှာဖြစ်ပါတယ်โอเคဒီနဘေးမှာရှင်းပြထားတယ်ဘောနော်အလေထိန်တနီနံပါတ်1တနီနံပါတ်2တနီနံပါတ်3 โอเคตัวนี้นะบัด3ก็เลยตัวเยชื่อมาเลยชื่อติดเลยป่ะเนาะจนว่าดิชอบตัวมา6มาสายี้ปามาဖြစ်ပါတယ်ตัวมา13ขွန်อเลไถน4ลงยาดาဖြစ်ပါတယ်ป่ะเนาะไอ้มาชอบตัวมา6สุดในด้วยจังหมดตัวมาอเลไถนช้าไปตัวดาဖြစ်ပါတယ်ไอ้มา3ည6ဆိုတော့ဒီမှာ3ည3ည6လေထိန်ပေါ့เนาะ6တုံည6 5 6နှစ်တဲ့က6 6နှစ်ဆိုတဲ့အတွက်6လေထိန်4တုံည6ရဲ့ဒီမှာ6ဆိုတော့6တလုံးထဲပဲပေါ့เนาะပုံသူက6တလုံးထဲဖြစ်ပါတယ်6ခွန်9တုံးမှာ6 6 5 6နှစ်ရှိဆိုတော့အဲ့ဒီမှာလေအလေထိန်6သလုံးသေးပဲပေါ့နော်ပုံတူဆိုရင်ပေါ့နော်6963မှာ6 6နှစ်ဆိုတဲ့အတွက်6အလေထိန်6နှစ်ရှိဆိုတဲ့အတွက်အဲ့ဒီမှာလေကျွန်တော်တို့23မျိုးစလုံးဆိုရင်6သလုံးထဲပဲအလေထိန်ရှိတယ်ပေါ့နော်6953မှာ3ညာလေးလေးလေးအလေထိန်ပေါ့နော်ဟိုဘက်က8လေးဆိုတဲ့အတွက်ဒီမှာတော့4သလုံးအလေထိန်3ညာလေးလေးနောက်ထပ်နည်းနည်းတစ်ပြင်ကိုဆက်ပြီးလေ့လာကြအောင် အဲတင်းနေလေးရှိတဲ့ကနေအလေထိုင်နေနေတဲ့နေလေးရှိဒီမှာတော့အလေထိုင်ပုံသူကနန်း၃လုံးစလုံးပေါ့နော်ခွန်ရှိတုံများလေးမှာရှစ်လေး၃ဆိုတဲ့အတွက်လေးအလေထိုင်ဖြစ်ပါတယ်22မျိုးပုံသူက၄တုံများ6 23မျိုးစလုံးဆိုရင်တုံများလေးပုံတူမယ်ပေါ့နော်တုံများလေးအလေထိုင်ချပေးသွားတယ်သုံးလေးလျှောက်တုံများထဲက6အလေဆိုတော့6တုံများပုံတူထဲက6အလေထဲချပေးသွားတယ်။တုံများ3 3ခွန်က ရှင်းလေးတုံများဆိုတော့တုံများတလုံးသေးပဲအလေထိုင်ပေါ့နော်နှစ်တုံများကို59.1အလေထိုင်တဲ့က89ဆိုရတဲ့ခုနှစ်အလေထိုင်ဖြစ်ပါတယ်93ဆိုရတဲ့တုံမျိုးစလုံးသာဆိုရင်ခုနှစ်အလေထိုင်တလုံးသေးပဲပေါ့နော်ကွန်ရှစ်တုံများလေးထဲကတုံများအလေထိုင်ခွန်တုံများတုံများအဒီဘက်ကတုံများ6ဆိုတဲ့အတွက်တနည်းသုံးမျိုးစလုံးတွင်တုံများအလေထိုင်တလုံးသေးပဲပေါ့နော်၄၅ခွန်တင်မှာ၅ခွန်တင်ပုံအလေထိုင်တဲ့က9အလေထိုင် တင်ငါကိုဆိုရတဲ့ကိုတလုံးပုံအလေထိန်တဲ့ကရှစ်ကိုလေးကိုအလေထိန်ပေါ့နော်ကိုတို့များနှစ်ချောက်တဲ့က6အလေထိန်9 6 3 3များ6ဆိုရတဲ့3များ6ပုံတူပေါ့နော်တင်းတင်းလေးရှစ်မှာ6 6ခွန်ဆိုရတဲ့6နှစ်ရှစ်ဆိုရတဲ့နှစ်နဲ့ရှစ်နဲ့ပုံအလေထိန်တဲ့ကရှစ်တလုံးအလေထိန်6 6ခွန်တင်းတင်းလေးရှစ်မှာနှစ်အလေထိန်ရှောင်းနေရှိစွေအတွက်နင်းနဲ့ရှင်းတဲ့ပုံအလေထိုင်ကနင်းအလေထိုင်ချပေးသွားတယ်ပေါ့နော်ရှစ်ကိုတင်ကမှာရှစ်အလေထိုင်၃ရှစ်ရှစ် ရှင်းလေးစေတူတဲ့အတွက်အချက်တလုံးအလေထိုင်ပဲပေါ့နော်ဒီတစ်ပတ်မှာတော့နေရှင်းလေးအလေထိုင်ပုံစံပြီးရထားပြီးဖြစ်ပါတယ်20နံပါတ်3ကိုကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော် Okay 20နံပါတ်3ယူရနီကိုတူတူလေ့လာကြည့်အောင်လားခင်ဗျာဒီ3000တပင်ကနေ69လေးတပင်ကိုတက်ပြောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ6တုံများ6အရှိမလဲရှိသေးတယ်ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်မပြတော့ဘူးအလေထိုင်ယူရနီ ဒီနေ့အတိုင်းပဲယူထားရှင်းဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်အတူတူပေါင်းကြည့်အောင်ဒီရှစ်က၄နဲ့၄ချိန်ပေါင်းထားတာဗောနော်၄နဲ့မြောက်ထားတာဖြစ်ပါတယ်ရှင်းလေးလေး30နှစ်ကိုဒီ၄နဲ့ပေါင်းရှင်း6ဖြစ်ပါတယ်ဗောနော်ဒီအနောက်က3ခွန်ပေါင်းရှင်း30ဆိုတော့မရေးမနေတော့ဘူးဒီ9နဲ့6နဲ့က70ဗောနော်ဒီနဲ့10ပေါင်း900တာဖြစ်ပါတယ်ဒီ၃နှစ်ကြိမ်က၆ဒီ၆နဲ့ပေါင်းတာ၁၀နှစ်ဖြစ်ပါတယ်အလျာ၅နှစ်ကြိမ်၁၀၄နှစ်၄ရှင်း ရှိကောဒီလေးနဲ့ပေါင်းတာဆက်နှစ်ဖြစ်ပါတယ်။ဒါဆိုရင်6ရက်နေ့ရရှိရှင်းနေနေပေါင်းတဲ့စေအလေးက9တလုံးကျန်တဲ့အတွက်ကို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 တုံများတုပ်ပြီးတော့နေနဲ့ပေါင်းနေနေကိုလေးနဲ့ပေါင်းရှင်း6ကိုတုံများနေ6အလေးထင်ရှိပြီးယူထားတာဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာက6 6လေးဆိုတဲ့အတွက်9အလေးထင်ရှားပေးသွားတယ်ပေါ့နော်။ Okay ဒါကြောင့်မို့ဒီကိုတုံများနေ6မှာ6 6လေးဆိုတာလေးရေးပြထားတာလေးကျွန်တော်တို့ထပ်ပြီးတော့စစ်ကြည့်အောင်ပေါ့နော်။ ီမှာပါနာ ရှေကိုလေးတပင်မှာကိုသုံးများနေ၆ဆပြီးကိုအလေးထင်ရတာလေးကြီးပြထားတယ်ထပ်ပြီးတော့၅၆သုံးမှာလည်းဒီကိုသုံးများနေ၆ပဲပေါ့နော်ထပ်ပြီးရတာကိုကျွန်တော်တူတူလေ့လာကြအောင်ရှင်းလေးလီ30နှစ်ကိုဒီတင်းနဲ့ပေါင်းတာ3 3နဲ့ရှင်းနဲ့က7တင်းနဲ့လေးပေါင်း5ဒီ5နဲ့ပေါင်းရင်30ပေါ့နော်3 9ပေါင်းတာက7နှစ်ဒီ အဲဒီရှိနေချင်း76ရှောင်းနေခွန်ပေါင်းတာ73ဖြစ်ပါတယ်လေးတလီလေးပါနော်ဒီအနောက်ကရှောင်းနေလေးပေါင်း10ဆိုလေးတလုံးကျန်နေခွန်3နှစ်3ပေါင်း55လေးပေါင်း9 9000များနှစ်လျှောက်အလေထိုင်တဲ့က963ချပေးသွားတဲ့အတွက်ကြောင့်မို့အဲ့ဒီ6တလုံးအလေထိုင်ချပေးသွားတယ်ပေါ့နော်6အလေထိုင်963 963ပေါ့နော်ဇက်ပြီးတော့အတူတူလေ့လာကြအောင်ဒီမှာ9000များနှစ်လျှောက်နှစ်ချိန်ဆက်တည်းရတာဖြစ်ပါတယ်ပေါ့နော် ဒီမှာပါနော်ပြီးရင်တင်းတင်းလေးရှိတင်းတင်းလေးရှိနှစ်ကြိမ်ဆက်တိုက်ပါနော်ဒါလေးကိုကျွန်တော်ထပ်ပြီးတပြပြီးသားမှာဖြစ်ပါတယ်ခွန်လေးဒီ28ပေါ့နော်ငါးငါးပေါင်း30ဆိုတော့ဒီရှင်းနဲ့ဒီအနောက်က3နဲ့ပေါင်းတာ73တင်းနဲ့ဒီ3နဲ့ပေါင်း၄ပြောင်းမှာဖြစ်ပါတယ်ဒီကိုးငါးပေါင်းတာလည်း74ဖြစ်ပါတယ်ခုနှစ်နှစ်ကြိမ်ပေါင်းတာလည်း74အလေးက9နှစ်ကြိမ်30ပေါ့နော်ခွန်လေးဒီ28ကို4နဲ့ပေါင်းတာ7 ဒီ၃နဲ့ဒီ၄ပေါင်းချင်းခွန်ဖြစ်ပါတယ်ဒါဆိုရင်၄နဲ့ချင်း၈နဲ့ပေါင်းရင်၃၄ခွန်ပေါင်းတာ၁၇ဆိုတဲ့အတွက်၁နှစ်နှစ်ကို၄နဲ့ပေါင်း၄၄ကို၄ပေါင်း၈တင်းနေလေးရှိအလေထိန်တဲ့က68ခွန်ဆိုတဲ့အတွက်8အလေထိန်ချပေးသွားတာဖြစ်ပါတယ်။တင်းနေလေးရှိမှာ8အလေထိန်68ခွန်64လေး24ပေါင်း10 63 33ပေါင်း6ပေါ့နော်63 35ပေါင်း10ဖြစ်ပါတယ်။ ရှင်းနာကျိန်16တင်းနဲ့ပေါင်းရင်69 6နဲ့ဒီ၄နဲ့ပေါင်း3ည684လေးခွန်73ဆိုတဲ့အတွက်တင်းနဲ့လေးရှိအလေထင်ပဲထပ်ပြီးရမယ်ပေါ့နော်နှစ်နှစ်ခွန်ဆိုတဲ့အတွက်နှစ်အလေထင်ချပေးသွားတာဖြစ်ပါတယ်ကိုတုံများနှစ်ချောင်းနှစ်ကျိန်တင်းနဲ့လေးရှိကနှစ်ကျိန်ဆိုပြီးတော့အလေထင်20နှစ်ခုဖြစ်ပါတယ်ပေါ့နော်အလေထင်ရနေတာနှစ်ခုဖြစ်ပါတယ်ဒီလေးနလီရှိပါနော်ဒီနှစ်နဲ့ပေါင်းရင်30 63 38ပေါင်း73 13ပေါင်းရှင်းဒီ နှစ်နှစ်နဲ့ဒီ3ပေါင်းရှင်5ဆိုပြီးရမှာဖြစ်ပါတယ်4နဲ့ကျင်8ပေါ့နော်8နဲ့ဒီ4ပေါင်းတာ7နှစ်ဖြစ်ပါတယ်9နဲ့ကျင်ပေါင်း7 4 4 16ဆိုတော့30 9နဲ့4ပေါင်း7 5နဲ့နှစ်ပေါင်း9 9နဲ့တစ်ပေါင်း8ဆိုတဲ့အတွက်ရှိကု9ကိုနည်းနဲ့ပေါင်းတာ73တိကို4နဲ့ပေါင်း9ရှိကုတင်ကအလေထိုင်မှာ388ဆိုတဲ့အတွက်ရှစ်အလေထိုင်ချပေးသွားတယ်ပေါ့နော် တောင်းရှိရှိဆွေအတွက်ဒီမှာရှေ့အလေထိုင်ချပေးသွားခဲ့တာဖြစ်ပါတယ်။တင်းနေလေးရှိရှောင်းရှိခွန်တင်းနေလေးရှိနင်းနေခွန်ရှေကိုတင်ကတောင်းရှိရှိပေါ့နော်ဒီမှာရေးပြပေးထားခြင်းဖြစ်ပါတယ်။တင်းနေလေးရှိရှောင်းရှိခွန်တင်းနေလေးရှိနင်းနေခွန်ရှေကိုတင်ကတောင်းရှိရှိပေါ့နော်အကူချိန်အတွက်ဒီ20အတိုင်းပဲထပ်ပြီးခြာပစ်တော့မှာဆိုတော့လေးလေးလာကြည့်မယ်ပေါ့နော်ဒီလေးနဲ့လေးရှိပေါ့နော်ရှင်းတဲ့ဒီတင်တဲ့ပေါင်းကို ကိုနန်ဒီ38က73ဆိုတော့ပေါင်းရှင်း၃များပေါ့နော်ဒီချောင်း6နှစ်နှစ်ပေါင်းရှင်း10ဖြစ်ပါတယ်6နှစ်ကျင်10နှစ်6နှစ်ကျင်10နှစ်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 ပေါင်းရှင်း4ကိုတင်းနဲ့ပေါင်းရှင်း5ဖြစ်ပါတယ်ခွန်လေးလီဒီ20နဲ့10ပေါ့နော်6နှစ်လေးပေါင်း10ဆိုတော့10နှစ်ကျင်ပေါင်းရှင်း16ရှောက်ကိုဒီ5နဲ့ပေါင်းတာဒီ73ရတဲ့အတွက်ကြောင့်မို့တင်းနှစ်လေးရှင်းအလဲထိန်ဆိုပြီးရမှာဖြစ်ပါတယ် ဒါတွင်နီအရာပေါ့နော်တင်ရှာတွင်နီအရာကျွန်တော်အလေးထိုင်တင်းတင်းလေးရှင်းဆိုပြီးရာနေတာဖြစ်ပါတယ်။ Okay ဒါကြောင့်မို့ဒီမှာဆိုရင်ဒီ9ချိန်မှာဆိုရင်တွင်နီနံပါတ်3ကတော့တင်းတင်းလေးရှင်းဆိုပြီးရာနေတာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်တွင်နီ3မျိုးစလုံးမှာကျွန်တော်ပုံအနေနဲ့နင်းလေးရှင်းဒီမှာလည်းနင်းလေးရှင်းပုံအလေးထိုင်ဖြစ်မယ်ပေါ့နော်။အဲ့ဒီနင်းလေးရှင်းထဲကကျွန်တော်လုံးပိုင်အားနဲ့တွင်နီတဲ့မှာဆိုရင် အာရှင်းလေးတုံညာအားနေနေတာတွေ့ရတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်တို့အလဲထိုင်နေ့ကိုဦးစားပေးပြီးတော့မှကျိတ်တယ်ဆိုရင်ဗောနော်ဒီရှင်းနေလေးနဲ့ကိုတော့အရင်အနေနဲ့အသုံးပြုတင်တယ်ဗောနော်ဒီနေ့ကို အလဲထိုင်ဦးစားပေးရမှာဖြစ်ပါတယ်โอเคဒါကတင်ရှားတွင်နေ့ရမိတ်ဆွေများအထောက်အကူရအောင်တွင်နေ့နဲ့တကွာရှင်းပြပေးရှင်းတာဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ